NLP မှာ level 4ခုပဲရှိတယ်။ NLP မှာ level 4ခုရှိတယ်။ level 1ကကြတော့ NLP practitioner အခုဒီမှာရှိတဲ့မိတ်ဆွေတွေလေ့လာနေတဲ့အတန်းက practitioner အတန်း level 1 practitioner ပြီးသွားပြီဆိုလို့ရှိရင်ကိုကဘာဖြစ်မှာလဲဆိုလို့ရှိရင်ကိုကဘုံအကောင်းဆုံး course လုပ်ပေးနိုင်လိမ့်မယ်။ကိုကအကောင်းဆုံး coaching ပြန်ပြီးတော့မှလုပ်ပေးနိုင်လိမ့်မယ်။ ဒီဟာကိုလေးနာနေရင်နဲ့ဘာပြောင်းလဲမှာလဲဆိုတော့ကိုပြောင်းလဲလာမှာကိုရဲ့ယုံကြည်မှုတွေပြောင်းလဲလာမယ်ကိုတန်ဖိုးထားတဲ့အရာတွေပြောင်းလဲလာမယ်ကိုရဲ့ခံယူချက်တွေပြောင်းလဲလာမယ်ကိုရဲ့ emotion နဲ့ပတ်သက်ပြီးဆရာတစုဖြစ်လာလိမ့်မယ်အဲ့ဒါတွေကဘာလဲဆိုတော့ကိုအတွက်ဒါကြောင့်မိကအခုဘာကိုအရင်လောက်တာလဲဆိုတော့ကိုအတွက်ကိုကိုအရင်လေ့လာကိုပြောင်းလဲဖို့ကိုကိုအရင်လောက်တာဒါကလူတွေကိုဥထောက်ဖို့ရာ တွေကိုလမ်းညွန်ပေးဖို့ရကိုယ့်ရဲ့ business ကိုကောင်းကောင်းကြီးဦးဆောင်နိုင်ဖို့ရအောင်မြင်ဖို့ရအတွက်ကိုကမပြောင်းလဲဘူးဆိုရင် လုံလို့မရဘာသာ practitioner ဒီအရင်အဆုံးကိုပြောင်းလဲတဲ့သင်တန်းတစ်ခုကိုကိုတိုင်းကိုကိုကိုအကောင်းဆုံး coach ပြန်လုပ်ပေးနိုင်တဲ့သင်တန်းတစ်ခုအဲ့ဒါဒီ practitioner ပဲ